ါတို့အဲ့လောက်တောင်အပြစ်ကြီးသွားရလားကွာဖိုးသူကတော့ငပိတ်ကိုလက်နဲ့တူးလို့အသာနေဖို့ပြောလိုက်တယ်။နောက်တော့ဖိုးသူကဘယ်ဘယ်မှာသွားရှာရမှာလဲ။ဟမ်ရှိတဲ့နေရာကိုဦးလေးမင်းတို့ပို့ပေးလိုက်မယ်။ရှာတွေ့ရင်ဦးလေးနမေကိုခေါ်လိုက်ပါ။ဦးလေးနမေကညိုမင်းနဲ့အဲ့လိုပြောပြီးတော့လက်ပြောက်တစ်ချက်တီးလိုက်တဲ့အချိန်မှာဖိုးသူနဲ့ငပိတ်တို့နေရာစောင်းဆိုင်နေရာနေပျောက်သွားတယ်။ ဖိုတူတယောက်ဆောင်းငါဖို့အတွက်ဆောင်းဆိုင်လေးကိုရောက်နေရင်ဟာဆောင်းအသိထွက်တာပဲဟိုဒါပဲငှားလိုက်တော့မယ်ကွာဖိုတူလည်းအဲ့လိုတွေးပြီးတော့ဆောင်းငါဆိုင်ကဦးလေးကြီးစီမှာသူငှားရမယ့်ဆောင်းကိုတွားပြလိုက်တယ်ကောင်းလေဘယ်နဲ့ငှားမှာလဲဟိုနှစ်ရက်လောက်ပါပဲဗျဦးလေး음နှစ်ရက်ဆိုရင်90ဆောင်းကိုမစုပ်မပြဲစီနဲ့ကောင်းလေစုပ်လို့ပြဲလို့ရှိရင်ဆိုင်မန်ရှင်ပြောဆရာမျိုးပဲဖိုတူဟာ ကြားဖြတ်ပြီးတော့ပြောလိုက်တယ်။စိုးလို့ပြဲလို့ရှိရင်ဒဏ်ရိုက်ခံရမယ်။ဟိုကျွန်တော်သိပါတယ်ဗျ။မစုံမပြဲစီရပါဘူး။စိတ်ကြပါ။ဘိုးတူလည်းအဲ့လိုပြောပြီးတော့စောင်းကိုယူလို့အငားဆိုင်နေရာထွက်လာ၏။အိမ်မရောက်တော့တထိုင်နေဆောင်ကိုဖတ်လိုက်တော့ဆောင်လေပြီးသွားတော့လေ။အင်းဖတ်ရတာရတာရှေ့လိုက်တာကွာ။ ။စောက်ကောင်ဆိုတာဒါပဲနေမှာ။ဖိုတုအဲ့လိုပြောနေတော့မိဝိုင်းရောက်လာတယ်။ဖိုတုရဲ့ဖိုတုဖိုတုကလည်းမိဝိုင်းမဘာလာလုပ်တယ်ဆိုတာသိနေရဆိုတော့လာလာမိဝိုင်းမငါဒီနေ့လေစောင်းနောက်တော့ထပ်ငါလာတယ်ဟ။ငါတော့အခုလေဒီမဲ့ဖတ်လို့ပြီးသွားပြီ။ဟေးနင်းကလည်းမြန်လိုက်တာဟုတ်ပဲ။ဟိုဒါဆိုငါ့ကိုငှားလိုက်တော့လေနော်။အေးငှားလာတော့ရတယ်။မစုံမပြေးစေနဲ့သိရမလား။ တည်တယ်တည်တယ်နော်နေခဏခဏပြောနေလို့လीငါလွတ်တော်ရနေပြီဒါဆိုငါယူသွားပြီနော်မိဝိုင်းလေးနှုတ်ဆက်ပြီးပြန်မယ်အလုံးဖို့သူဟာတပတ်ခါပြန်ပြေးရမှာနော်မိဝိုင်းငါမနေ့ပြန်ညနေလောက်လာယူမယ်အဲ့ဒီအချိန်မတိုင်ခင်တော့ပြီးအောင်ဖတ်မိဝိုင်းလေးကောင်းကြီးပြပြီးဖို့သူဝင်ကနေစောင်းငါလို့ပြန်သွားတော့တယ် ဒီလိုနဲ့နောက်တနေ့ညနေမှာတော့ဖိုတူတယောက်မိဝိုင်းရဲ့အိမ်ကိုရောက်လာပြီမိဝိုင်းရေမိဝိုင်းမိဝိုင်းလည်းဖိုတူခေါ်တဲ့အကြောင်းအိမ်ထဲကနေထွက်လာပြီအဆောင်းလိုက်ရလာဖိုတူနောက်ရက်မှယူလို့မရဘူးလားမရဘူးကဒီနေ့အဲ့မယ်ပြောထားတာဒီနေ့တော့အဲ့မှာရမှာအဲ့ဒါဆိုရင်တော့ဆောင်းကငါလည်းဒီမှာမရှိသေးဘူးကငါဖက်ကိုမဖက်ရသေးတာဖိုတူလည်းမိဝိုင်းမစကားကြောင့်ကြောင်သွားပြီ ။နင်ကမဖတ်ဘဲနဲ့ဘာလုပ်နေရလဲ။နောက်ပြီးစောင်းကနင်းလက်ထဲမှာမှုတ်ဘူးဆိုတော့ဗမာလေး။မနေ့ကငပိမော့စောင်းအစ်တင်ငားထားတယ်ဆိုတာနဲ့ငါ့ကိုငားဆိုပြီးယူသွားတာပဲ။ငားကိုမဖတ်လိုက်ရဘူး။အဲ့ဒါအခုတည်းလဲပြန်လာမပေးသေးဘူး။ဟိုတော်တော်ပြီးမယ်လေ။နင်ဒီမှာခဏစောင့်နေလိုက်။နင်းနေငါပဲတော်တော်လိုက်တော့မယ်။ဒီကောင်ကစာအုပ်ဆိုင်နေနေတော့အဆင်ပြေတယ်။လင်းလို့ဆရာရှိရတာလုံနေလိုက်တော့လေ။ဝ ဖိုတူလည်းအဲ့လိုပြောပြီးတော့ငပိတ်စီကိုထွက်လာခဲ့လိုက်တယ်။ငပိတ်စီကိုအရောက်မှာငပိတ်ကအေးဖိုတူမင်းဝိုင်းဖုန်းဆက်တယ်မင်းလာယူမယ်တဲ့ရော့ဒါနဲ့ဖိုတူလည်းငပိတ်စီကနေယူလိုက်ပြီးတော့စောင်းကိုလှန်လုံးကြည့်နေအဲ့ဒီရဲ့ချင်းတနေရာမှာစောင်းပြဲနေရတွေ့လိုက်တော့ဖိုတူလည်းဒေါသထွက်သွားတယ်ဟဲ့ငပိတ် မင်းဒါဘလို့လွတ်လိုက်တာလဲကွဒီမှာပြဲနေရင်မင်းတွေ့လားအေးကွဟုတ်တယ်မနက်ကငါစာဖတ်ရင်လည်းကော်ဖီမောက်ကြသွားတာကွအဲ့ဒါပြန်တော့တော့ပြဲသွားတာကွဟဲ့မင်းအဲ့လိုလွယ်လွယ်လေးပြောအောင်နေပြီးမလားကွအဲ့လိုပြီးတယ်ဆိုရင်မင်းစာအုပ်ဆိုင်ရာပိုက်ရှင်ကိုလိုက်ပြောပေးလေဟိုကသူ့စာအုပ်ဆိုလေနည်းနည်းလေးစိုးရပိုင်းတော့ကြိုက်တာမဟုတ်ဘူးဟာမင်းကလေတမင်လောက်တာမှမဟုတ်တာကွာလာငါလိုက်ပြောပေးမယ်နင်းနင်းမင်းပြောရင်လေ ပြဿနာပိုဆိုးရုံပဲရှိမှာငါဘာသာငါပဲသွားပြီးဒဏ်ရိုက်တာခံလိုက်တော့ဟိုသူလည်းအဲ့လိုပြောပြီးတော့စောင်းကိုယူလို့ငပိတ်အိမ်ကနေထွက်လာတော့တယ်အိမ်နောက်မှာတော့စာအုပ်ဆိုင်ကိုရောက်လာပြီးစာအုပ်ပြန်တဲ့အချိန်မှာသူ့လိုပဲစာအုပ်ဆိုင်ပန်ရှင်ကစာအုပ်ကိုလှမ်းလို့ကြည့်တယ်။ဒါကဘလို့ဖြစ်တာလဲမဟုတ်ဘူး။ဒီနောက်မှာပြဲနေရကောင်းလေး အဲဟိုအဲအဲအဲ့ဒါကျွန်တော်ဖိုတူဘာမှမပြောလိုက်ရသေးခင်စောင်းဆိုင်ပန်းရှင်ပြဲသွားတဲ့ပိုင်းကဘမလေးအဲ့ဒီတော့မှဖိုတူလေးငပိတ်စီကနေပြဲသွားတဲ့အပိုင်းမတောင်းမှလိုက်ရတာကိုတတိယသွားတယ်ဟိုဟိုကျက်ကျွန်တော်ရင်အဲ့ဒီအချိန်မှာပဲငပိတ်ရောက်လာတယ်ဖိုတူနဲ့မဆိုင်ပါဘူးစောင်းပြဲသွားတာကျွန်တော်ကြောင့်မှာကျွန်တော်ပြန်အောင်ပြေးပါမယ်ဗျဝူး ွက်တူကလည်းငပိတ်ကိုမြင်လိုက်တော့ဟာမင်းလာနေတော့ပဲစာရက်စာရက်ဟိုပြဲသွားတဲ့အပိုင်းဘမလေးအဲအဲအဲ့ဒါပြီးဦးစာရက်ပြဲသွားတဲ့အပိုင်းလားအဲ့ဒါအရင်ကြင်မသွားလို့မရတော့ဘူးဟာစောင်းဆိုင်ပိုင်ရှင်လေးတော်တော်လေးကိုဒေါသထွက်သွားတယ်ကောင်းပြီမင်းတို့ကစာရက်ကိုလည်းပြဲအောင်လုပ်တယ်ပြဲသွားတဲ့အပိုင်းကိုလည်းဖြတ်စီးပြတယ်ဟိုအဲအဲ့ဒါရပြီဘာမှဆက်မပြောနဲ့တော့မင်းတို့ ဒလိုဆောင်မျိုးနောက်တော့လိုက်ရှာပြရမယ်။ဆောင်းဆိုင်ပန်းရှင်စကားကြောင့်ငပင်ဟာ"အော်အဲ့ဒါများရပါလေဗျ။ဟိုကျွန်တော်တအုပ်ထောက်ဝယ်ပေးမယ်လေ။ဟမ် नो नो ကောင်းလေ။ဒီဆောင်းကဒီခေကြီးမှာဗမားမှာဝယ်လို့မရအောင်ကွ။ဒီဆောင်ထွက်တာလေကြားလာပြီ။နောက်ပြီးတော့ဒီဆောင်ကလည်းဒီဆိုင်မှာပဲရှိတာ။ဒါမဲ့ရှိတဲ့နေရာတနေရာတော့ရှိတယ်။အဲ့ဒီကိုမင်းတို့သွားရှာအောင်။ဖိုးတူကဆောင်ဆိုင်ပန်းရှင်စကားကြောင့် ဗျာဟိုကျွန်တော်တို့ကဘယ်တော့ရှာမှာလဲဗျဟိုဒီအတိုင်းစောင်းရဲ့တန်ကြီးပေးလိုက်လို့မရဘူးလားဟင်တန်ကြီးဆိုတာအဲ့ဒီစောင်းရဲ့တန်ကြီးပဲကွာအဲ့ဒီစောင်းရဲ့တန်ကြီးကအဲ့ဒီအပိုင်းလေးညီနဲ့ဖွဲ့စည်းထားတာပဲအဲ့ဒီအပိုင်းတကူကိုမင်းတို့ပြည့်စည်အောင်လို့လုပ်တယ်လीငပိန်ကဖိုတူနာကတ်ပြီးတော့ငါတို့အဲ့လောက်တောင်အပြစ်ကြီးသွားရလားကွာဖိုတူကတော့ငပိန်ကိုလက်နဲ့တူးလို့အသာနေဖို့ပြောလိုက်တယ်နောက်တော့ဖိုတူက ဘယ်ဘယ်မှာတွားရှာရမှာလဲဟမ်ရှိတဲ့နေရာကိုဦးလေးမင်းတို့ပို့ပေးလိုက်မယ်ရှာတွေ့ရင်ဦးလေးနမေကိုခေါ်လိုက်ပါဦးလေးနမေကညိုမင်းနဲ့အဲ့လိုပြောပြီးတော့လက်ပြောက်တစ်ချက်တီးလိုက်တဲ့အချိန်မှာဖိုတူနဲ့ငပိန်တို့နေရာစောင်းဆိုင်နေရာနေပျောက်သွားတယ်သူတို့ရောက်သွားတဲ့နေရာကတော့ရွာတရွာပါပဲ။ငပိန်က သူတို့ဆောင်ဆိုင်နေမှာရှိနေရကရွာတရာကိုရောက်သွားတာဆိုတော့ဟာအဲ့အဲ့ဒီလူကြီးကရွရွလူရောဟုတ်ရဲ့လားငါငါတို့ကိုလက်ဖြောက်ဒီကနေဟိုဒီဒီကိုရောက်လာနေဆိုတော့ဖိုတူကတော့တီတီငင်ငင်နေပြီအပြစ်သွားလို့မှတော့အပြစ်ပေးခံရတာပေါ့ကွာအဲ့ဒီဆောင်ကူပဲမြင်မြန်ရှာကြတာပေါ့ဖိုတူနဲ့ငပင်လည်းအဲ့လိုပြောရင်ရှောက်လာနေတော့တနေရာရောက်မှတော့လူတွေစီကားနေရတွေ့လိုက်ရတယ် ဟဲ့ဖို့တူဘာလဲမသိဘူးလာဝင်ကြည့်အောင်ကွာသူတို့ဝင်ကြည့်လိုက်တဲ့နေရာကမျက်လဲပြတဲ့နေရာဖြစ်နေရာဆိုတော့မျက်လဲပဲကွာဖို့တူကငါတို့ကနကြည့်အောင်ကွာနော်ဟမ်ငပိန်လဲအဲ့လိုပြောပြီးတော့မျက်လဲပြတာကိုကြည့်နေကြတယ်မျက်လဲဆရာကသူ့ရဲ့မျက်လဲအုတ်ထုတ်တရားနေရုံတကောင်ထုတ်ပြလိုက်တာဆိုတော့ငပိန်လဲအံ့ဟောသွားတယ်ဝါမိုက်လိုက်တာမိုက်လိုက်တာအိမ်နောက်တော့မျက်လဲဆရာက ကျောင်းမြက်လက်ဆရာဘွားကနေနားတော်မှာမို့ကျောက်ရဲ့ဒီမြက်လက်အုပ်ထုပ်ကိုလူတယောက်ကိုလက်ဆောင်ပေးခဲ့ခြင်းပါတယ်။မြက်လက်ဆရာအဲ့လိုပြောလိုက်တော့ပွဲလာကြီးရဲ့သူတွေကသူတို့ကိုပေးဖို့အတွက်တားဆိုကြတယ်။ကျွန်တော်တို့ကိုပေးပါကျွန်တော်တို့ကျွန်တော်တို့ဒါပေမဲ့မြက်လက်ဆရာကတော့လူတွေအများကြီးတွေကနေတိတ်ဆိတ်ဝင်စားတဲ့ပုံပေါ်တဲ့ဖိုးထုကိုဟေ့ကလေးဖိုးထုကတော့သူ့ကိုခေါ်မဲနာမသိရနဲ့ငပိန်ကဟဲ့ဖိုးထု မင်းကိုခေါ်နေရဲ့ကွဟမ်ဗျာကျွန်တော်ကိုခေါ်လာလားဗျအင်းဟုတ်တယ်ရှော့ဒီမှာမင်းအတွက်လက်ဆောင်မျက်လဲဆရာကဖိုးတူးလို့ကလေးတယောက်ကိုမျက်လဲအုပ်ထုတ်ပေးလိုက်တော့မျက်လဲလာကြည့်စားတဲ့သူပြန်လဲစိတ်ဆိုးပြီးအဲ့နေရာကထပြန်ကုန်းစားတယ်ဖိုးတူးလဲလူရှင်းသွားတော့မှဆရာရေဘာလို့ဒီလိုလုံးရတာလဲဗျကျွန်တော်ကိုပြီးတော့အားလုံးကစိတ်ဆိုးသွားကြပြီဖိုးတူးအဲ့လိုပြောနေတော့ မျက်လဲစရာဆိုတဲ့လူရဲ့မျက်နှာတေချာကြည့်မိလိုက်တော့အံ့ဩသွားတော်တယ်။ဦးဦးလေးပါလားဗျ။ဟမ်။အိမ်ရောမငပိလေးမျက်လဲစရာရဲ့မျက်နှာကိုတေချာကြည့်။ငါတနည်းအားမှမြင်မှုပါလေလို့ထင်နေရ။ဒါကြောင့်မင်းတို့ကလေးနှစ်ယောက်ကဦးလေးကိုသိလို့လား။ဗျာ။ဦးလေးကကျွန်တော်တို့ကိုမသိဘူးလား။နောက်ပြီးဦးလေးကဒီမှာအသက်ငယ်နေတယ်ဗျ။ဟိုကျွန်တော်စာအုပ်ဆိုင်မှာတွေ့ခဲ့တဲ့ဦးလေးကအသက်နည်းနည်းကြီးတယ်။အမော်ရီပါရီများရှိလား။ ဟမ်ဘောတူအဲ့လိုပြောတော့မျက်လိုက်ဆရာကရှင်းလိုက်တယ်မင်းတို့ကြည်ရတာဒီကမဟုတ်လောက်ဘူးမင်းတို့ဘေးကနေလာကြရလीဟမ်ဦးလေးပဲလွတ်လိုက်တာလေဗျာဒါနဲ့ကျွန်တော်တို့ဒီကမုံမန်းဘလို့သိလဲဗျာမျက်လိုက်ဆရာကတော့ငပိန်နဲ့ဘောတူကို တလဲစီကြည့်တယ်ခொနဲ့ကရွာသားဒီမှာအရေးကိုတွေ့ရတယ်မင်းတို့နေရာမှာအဲ့ဒီအရေးကိုမတွေ့ရဘူးမင်းတို့ဦးလေးကဒီကိုပို့လိုက်တဲ့သူဆိုရင် ေချာပေါက်အကြောင်းရင်းတော့ရှိမှာပါ။ဒါနဲ့ဦးလေးကဘာလို့အရန်ငယ်တွေရုပ်ပေါက်နေရလဲဗျ။နောက်ပြီးတော့ဦးလေးကမျက်လဲစီရလား။ဒါကြောင့်သူ့လက်ပြောက်တစ်ချက်တည်းအနေနဲ့ငါတို့တီကိုရောက်လာကြတာပေါ့။အဲ့ဒီရဲ့ချင်းဘောဒူကောင်တွေမှာတစုံတစ်ခုကိုစဉ်းစားမိသွားတယ်။အခုကဘယ်နှခုနဲ့လဲ။ညလေးစရာရေးလိုက်တယ်။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒါကပြဿနာပဲ။အခုက1989ခုနှစ်ပဲ ဖော်တူနဲ့ငပိန်တို့အံ့ဩသွားကြတယ်။ဗျာ1989ခုနှစ်ဆိုတော့ဟိုကျွန်တော်ရောက်နေတာအတိတ်ကိုပေါ့2025ရဲ့ရာ1989ကိုနှုတ်တော့ငပိန်လဲစိတ်မင်းနဲ့နှုတ်ကြည့်နေတဲ့ချိန်မျက်လဲစရာက46နှစ်ပေါ့ကောင်းလေးရကဲပါမင်းတို့ရောက်တဲ့ရက်ကိုပျော်သွားကြအောင်နောက်ပြီးဒီဟုတ်ထုတ်ကဒီဝါမာနေရဲ့တောက်လျှောက်အသုံးဝင်လိမ့်မယ်ကဲဦးလေးသွားပြီမျက်လဲစရာလဲအဲ့လိုပြောပြီးတော့ထွက်သွားတော့တယ် ပေါ်တူနေငပိလဲဇဝေဇဝါနဲ့ရွာလဲအတိုင်းဆက်ဆောင်လာကြတယ်။ဟဲ့ပေါ်တူငါတို့ကစာအုပ်ကိုရှာရမှာဆိုတော့ငပိစကားတော့မဆုံးလိုက်ပေါ်တူကိုမြင်လိုက်ရတော့ငပိအံ့ဩသွားတယ်။ဟဲ့မင်းအဲ့ဒီအုတ်ထုပ်ကိုစောင်းလိုက်တာလားကွ။အဲ့လေဘာလို့လဲ။မင်းကလည်းလက်မကင်ထားတဲ့ဟိုကောင်းမှတင်ထားတော့ပိုကောင်းတာပေါ့ကွ။ဟိုဒါနဲ့မင်းခုနကပြောတာဆက်ပြောလေ။အေးအဲ့ဒါပြောတာ ငါတို့စောင်းကိုတွားရှာမှာဆိုတော့စောင်းဆိုင်ပြပြစာကြည့်လိုက်ကိုပြတွားရမယ်ကွာငပိတ်စကားကိုဖိုးထူးကလည်းထောက်ခံလိုက်တယ်ဒါနဲ့သူတို့နှစ်ယောက်လမ်းမှာဖြတ်သွားတဲ့ရွာသားတစ်ယောက်ကို မေးလိုက်ကြတယ်ကိုကြီးဒီရွာမှာလေစောင်းဆိုင်တို့စာကြည့်လိုက်လို့ရှိလားဗျအင်းရှိရလေဘယ်တစ်ခုကိုတွားချင်တာလဲဟိုနှစ်ခုစလုံးတွားချင်တာဗျဒါနဲ့ရွာသားလေးဖိုးထူးတို့ကို စာကြည့်လိုက်နဲ့စောင်းဆိုင်ရှိရဲ့နေရာညွှန်လိုက်တယ်ဟုတ်ကဲ့ ကျေးဇူးပဲနော်အခုအဲ့လိုပြောပြီးနှစ်ယောက်သာရွာသွားညုံနယ်လမ်းအတိုင်းထွက်လာကြသည်ရွာရဲ့စာကြည့်လိုက်တဲ့ရှောင်းမှာတော့သူတို့လိုချင်တဲ့စာအုပ်ကိုလိုက်ရှာကြသည်ခဲအောင်ငပိတွေ့လားကွာရှာနေရပဲအခုတည်းကတော့မတွေ့သေးဘူးအေးဟုတ်တယ်မရှိဘူးလားမသိဘူးနေအောင်ငါစာကြည့်လိုက်မှုကိုတော့မေးလိုက်အောင်မေးဒါနဲ့ဘိုးတူလည်းစာကြည့်တဲ့မှုကိုတော့မေးလိုက်တယ် စာကြည့်လိုက်မူကအဲ့လိုစောင်းဆိုရင်တော့စောင်းဆိုင်မှာပဲရှိလိမ့်မယ်ထင်နေညီလေးအခုတော့စာကြည့်လိုက်ကတော့ဟိုရိုးရိုးမဂဇင်းတို့ကာတွန်းရုပ်ပြလေးတွေပဲရှိတာဆိုတော့လေဒါနဲ့ဖိုတူလိန်ငပိတ်ရုံခေါ်ပြီးစာကြည့်လိုက်နေကနေထွက်လာကြတော့လေအဲ့နောက်တော့ဖိုတူနိုင်ငပိတ်တို့ရာနာဘက်ကစောင်းဆိုင်ကို ရောက်လာကြတယ်သူတို့ရောက်တဲ့အချိန် ဆောင်းဆိုင်ရပြိနေအောင်ဆိုတော့ကိုတူလေးပြပြတလေးနေဟာဦးလေးဦးလေးမပြိပါနဲ့ဦးဗျာမပြိပါနဲ့ဦးဘာလဲမင်းတို့ကဆောင်းငားကြမလို့လားဝဲကျင်တာပါဗျအပိုင်အပိုင်ဝဲကျင်တာဆောင်းဆိုင်ပန်ရှင်လေးဖိုတူနေငပင်ကိုခြေစုံကောင်းဆုံးကြည့်နေမနဲ့ပြန်မလာခဲ့ကွာဒီနေ့တော့သွားစရာလေးရှိလို့မနဲ့ပြန်မမလုပ်ပါနဲ့ဗျာဟိုချက်ကျွန်တော်တို့အရေးကြီးလို့ပါဗျကုညီပါနော်ဟိုဒါဆိုဘာဆောင်းဝယ်မှာလဲနမဲဦးပြော တွားရှာပြီးယူခဲ့ပြီမယ်။ဒါနဲ့ငါပင်လေးစောင်းနာမည်ကိုပြောပြလိုက်တယ်။စောင်းဆိုင်ပိုင်ရှင်ဟာဒါဆိုအပြစ်မှာခဏဆောင်ရှင်းမရှိသွားကြည့်ပြီမယ်။အဲ့ဒီစောင်းကအခုတလောကလေးတွေအရန်ငှားဖက်နေကြတာဆိုတော့ရှင်းမရှိဆိုတာမသေးကြဘူး။အဲ့လိုပြောလို့စောင်းဆိုင်နေကိုဝင်သွားတယ်။ဗိုလ်ထူးနဲ့ငါပင်လေးရှေ့ပါစီဆူတောင်းပြီးဆိုင်ပြင်ဘက်မှာကြံ့ညီခဲ့တော့တယ်။ခဏနေရောစောင်းဆိုင်ပိုင်ရှင်လည်းပြန်ထွက်လာတယ်။ငါပင်ကဟဲ့ သူထွက်လာပြီသူထွက်လာပြီအဲ့ဒီစာအုပ်ကိုခொနဲ့ကနေခလေးတယောက်လာငားသွားတာမရှိတော့ဘူးကွဟိုတချက်တော့ပြန်ရှာမေးပါအောင်ဦးလေးရေကျွန်တော်တို့အတွက်အရေးကြီးလို့ပါဗျာဟိုမရှိတာကိုတော့ဦးလေးဘလို့မှပြန်ရှာမေးလို့မရဘူးဟိုဒါဖြစ်ရင်ဒီလိုလုပ်လေမင်းတို့အရေးကြီးရင်အဲ့ကလေးဖက်ပြီးရတဲ့စောင့်မို့ဒါမှမဟုတ်ရင်လည်းမနဲ့ပြန်ဒီစောင့်မနဲ့ပြန်ဒီစောင့်လို့မရလို့ပါဗျာစာအုပ်ဆိုင်ပန်ရှင်လေးကိုတူတို့ကိုနားမလည်နိုင်တဲ့နှလုံးနေနေကြည့်ပြီးတော့ထွက်သွားတယ် ။ဒါဟုတ်ဘူးသူကအနောက်ကပြေးလိုက်သွားတယ်။ဦးလေးဦးလေးအဲ့ဒီကလေးကဘာမှလဲဟင်။ဟာ။ဒါနဲ့ဆိုင်မိုင်ရှင်ကဖိုးသူကိုစောင်းငါသွားတဲ့ကလေးရဲ့အိမ်ကိုပြောပြလိုက်တယ်။အိမ်နောက်တော့ဖိုးသူတို့တည်းတည်းအဲ့ဒီကလေးရဲ့အိမ်ကိုရောက်လာကြပြန်တယ်။အင်းရဲ့ကိုပြက်မှာစောင်းထိုင်ဖက်နေတဲ့ကလေးကိုတွေ့တော့ငပင်ဟဘိုးသူကိုဟဲ့ဘိုးသူဒီကလေးပဲဖြစ်ရမယ်ကွာတိလားအေးဟုတ်လောက်တယ် ။ကိုဒီကလေးကြီးကစောင်းကိုစိတ်ဝင်နေစားဖတ်နေရပဲကွ။ဟာကိုသူနဲ့ငပင်းလေးကလေးနောက်ကြီးကန့်သွားလိုက်ကြ၏။ညီလေးဒီစောင်းကတော်တော်ဖတ်လို့ကောင်းတာကွ။ကောင်းလေးကလည်းဖိုးသူစကားကိုကြားတော့ဖိုးသူကိုလှည့်ကြည့်။ဖိုးသူကောင်းမွန်အောင်အုတ်ထုတ်ကိုမြင်နေကား။ဟာအဲ့ဒီအုတ်ထုတ်အဲ့ဒီဥထုတ်ကိုတောင်းအောင်ပေးပါဗျ။မင်းကဒီဥထုတ်လိုချင်လို့လား။ကောင်လေးကလည်းကောင်းကြီးပြားတယ်။ဟိုဒီအတိုင်းတော့မရအောင် ဒီစာအုပ်နဲ့လေးရမယ်မင်းလဲမလားဟုတ်လဲမယ်ဗျဟာအဆင်ပြေသားပဲအိမ်နောက်တော့ပို့သူကသူကောင်းကအော်တိုကိုပေးလိုက်ပြီးစာအုပ်ကိုကလေးစီယာနဲ့ယူလိုက်တယ်မင်းပေးပြီနော်ပြန်မတောင်းရအောင်အိမ်နောက်တော့ပို့သူတို့တတိစာအုပ်ဆိုင်ကိုပြန်ရောက်လာခဲ့ကြတယ်စာအုပ်ဆိုင်ပိတ်ထားတာဆိုတော့ပို့သူကဟာစာအုပ်ဆိုင်ကပိတ်သွားပြီဟာဘယ်လိုလုပ်မလဲပို့သူ ငါမေတို့စီကနေကြားဖို့လာရှိတယ်ကွပြောရရင်ဒါမေတို့ငယ်တော့ခုနေပြီအဲ့ရင်တော့ပတ်စံ300ဆိုရင်ရွှေတစ်ချက်သာလို့လို့ရတယ်လေကွဖိုးသူပြောတော့ငါပင်ရတိတိကျကျနားထောင်နေအင်းအဲ့တော့ဘာဖြစ်လဲဟုတ်ငါဒီမှာစောင်းငါးခါပြီးဖို့ပတ်စံ900တော့ပါလာလေကွအဲ့ဒါပေးထားခဲ့လိုက်မယ်လीဟမ်အဲ့လိုပြောပြီးဖိုးသူလည်းပတ်စံ900ကိုစောင်းဆိုင်တကောင်အောက်ဘက်ကနေအထက်ကိုပြစ်ပြီးခဲ့လိုက်တယ်အိမ်နောက်တော့နှစ်ယောက်သားလက်ရှိကဘာကား ဆောင်းဆိုင်ပိုင်ရှင်နာမည်ကိုခေါ်လိုက်ကြတယ်။ဦးညွန့်မင်းဦးညွန့်မင်းဒီလိုနဲ့သူတို့နေအောင်ဆောင်းဆိုင်ရှိကနေပျောက်သွားကြတော့တယ်။